မင်္ဂလာပါ Midweek Bible Study Issues of the Heart နှလုံးသားပြဿနာများ series အပိုင်5ရောက်ပါပြီအပိုင်5မှာတော့နှလုံးသားကြည့်တဲ့ဘုရားဆိုပြီးတော့မှဒီကျွန်တော်ရဲ့အာရှော့လို့ရဲ့နှလုံးသားတောင်းရဲ့နှလုံးသားကိုကျွန်တော်နိုင်ရှင်ပြီးတော့မှအဲ့ဒီမှာကျွန်တော် ရှောလုံးရဲ့နှလုံးသားနဲ့ဒါဝိနှလုံးသားဒီနှစ်ခုကြားထဲမှာဘုရားသခင်ကရှမွေလကိုပြောထားတဲ့နော်စကားတကွန်းရှိတယ်။အဲ့ဒါကိုဒီကနေ့မှာကျွန်တော်ဆက်လက်ပြောမှာလေ့လာသွားချာမှာဖြစ်တယ်။အဲ့တော့ဒီအပိုင်း၅မှာကျွန်တော်ရဲ့လက်ရှိကျွန်တော်ရဲ့နှလုံးသားကိုနိုင်ရဲ့နော်လူနှလုံးသားရဲ့အဖြစ်တချို့ကိုလည်းကျွန်တော်ပြန်ပြီးတော့မှအာစမ်းစစ်ခြင်းအလွန်မှာကျွန်ပေအတိုင်းသာအထိ အာကျွန်တော်မှာနော်ဒီနှလုံးသားကအရာရောက်ပြီးတော့မှအရေးပါတယ်ဆိုတာဟာလည်းပဲကျွန်တော်သင်ခန်းစာအနေနဲ့လေ့လာတည်ဟူသွားဖို့ရှိပါမယ်အဲ့တော့အလူနှလုံးသားကိုကြည့်တဲ့ဖျားဆိုတဲ့အစကားကိုကျွန်တော်ဘယ်ကနေယူတယ်လဲဆိုရင်ရှောလူရဲ့အတ္တဒါဝိရဲ့အတ္တကိုကြည့်တဲ့အခါမှာကျွန်တော်နေရာလုံးမှာတွေ့နေတာတခုကတော့ it is not a matter of god calling ဘာနော်ဘုရားသခင်ရဲ့ခေါ်ခြင်းမှာတူညီတယ်မမပြောင်းတာမရှိဘူးဒုတိယချက်ကဘုရားသခင်ရဲ့ဗိသိက်ခြင်းမှာလည်းတူညီတယ်မပြောင်းတာမှမရှိဘူးဒါပေမဲ့တတိယချက်မှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ it is a matter of the heart ရှောလူရဲ့နှလုံးသားနဲ့ဒါဝိဒ်ရဲ့နှလုံးသားကအဲ့ဒီမှာခြားနားနေတယ်အဲ့ဒီမှာကျွန်တော်ကြေတနာတွေရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ် ဒါဝိရဲ့နှလုံးသားမှာပြဿနာမရှိဘူးမဟုတ်ဘူးဒါပေမဲ့ရှောလွိရဲ့နှလုံးသားမှာ ရှိတဲ့ပြဿနာနဲ့ဒါဝိမှာရှိတဲ့နှလုံးသားပြဿနာမှာကွာခြားမှုတွေရှိတဲ့အခါမှာဒီဟာကိုကျွန်တော်တို့ကြည့်သွားကြမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကိုနိုင်ကသာရဘုရားဒီလူမြင်တကယ်လို့မြင်တော့သူမဟုတ်လူဒီအစင်းတန်ကိုကြည့်ရှုတဲ့သာရဘုရားမူကနှလုံးကိုကြည့်ရှုတတ်၏ဟုရှောင်းဝေလာအမိန်တော်မူ၏ဆိုတဲ့အတိုင်းဘုရားသခင်ကိုတော်အတိုင်းက ရှမွေလကိုနော်ရှမွေလကရှောလူကိုငါပယ်ပြီလို့ပြောတဲ့အခါရှောလူကဘုရားသခင်အလိုတော်ကိုဆောင်တော်သူမဟုတ်တော့တဲ့အခါမှာဝမ်းနဲ့ပက်လက်ဖြစ်ပြီးတော့မှအာကြည်ကွဲနေတဲ့အခါမှာအချိန်မှာနော်ဒါတော့ဘုရားသူ့အပေါ်မှာအာကြားစီလေပြောတဲ့အစကားဖြစ်ပါတယ်အဲ့တော့ဒီညမှာလူနှလုံးသားကိုကြည့်တဲ့အခါမှာနော်ကျွန်တော်တို့အာတမန်ကျမ်းစာကိုနော်အနေဖွင့်ပြီးတော့မှ ုံတင်ကြတဲ့ဆရာကြီးတွေကဘလို့အထိကျွန်တော်နေယုံကြည်ခံယူထားတယ်လဲဆိုတော့လူနှလုံးသားကအစင်အမြဲပြောင်းလဲနေဖို့ဖန်ဆင်းထားတဲ့အရာဖြစ်တယ်လို့သူတို့အနေနဲ့ယုံကြည်ခံယူထားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါလည်းပဲကျွန်တော်တို့အာဘလကောမ်လည်းကျွန်တော်အနေနဲ့တော့ဒီဟာကိုသဘောကျတာဖြစ်ပါတယ်နော်။အခုလက်ရှိကျွန်တော်ရဲ့နှလုံးသားကိုနိုင်က အမြဲတမ်းဒီလိုကြီးဖြစ်မယ်ဆိုတဲ့အာမခံချက်မရှိသလိုအခုချိန်မှာကျွန်တော်နှလုံးသားဟာလည်းပဲနော်လုံးဝအုပ်တုံကြီးကောင်းနေပြီနော်အကောင်းဆုံးအချိန်လေးကိုရောက်နေပြီလို့မဆိုတာဘူးနော်ဒါကြောင့်မှန်ပါတယ်လူနှလုံးသားကအမြဲတမ်းအသည့်ပြုပြင်နေရမယ်အရာတစ်ခုအနေနဲ့ဖန်ဆင်းခံတစ်ခုအနေနဲ့ဖျားဖန်ဆင်းထားတယ်ဆိုတာလေဒီညမှာကျွန်တော်အနေနဲ့အတီးပြုအတီးပြုပြီးတော့မှပြောကြားချင်တာဖြစ်ပါတယ် အဲ့တော့ဘုရားတခင်ကဒီနှလုံးသားအားဖြင့်ပေါ့နော်ကျွန်တော်အချိန်တိုင်းမှာနေရာတိုင်းမှာအချိန်တိုင်းမှာအာယခုယနေ့အချိန်ကျွန်တော်ကိုပေးထားတဲ့နှုတ်ကပတ်တော်သူ့ရဲ့သဘောတော်ကိုနော်ကျွန်တော်နှလုံးသွင်းစေလိုတာဖြစ်တယ်အဲ့ဒီသူဖန်ဆင်းထားတဲ့နှလုံးသားနဲ့ပဲကျွန်တော်သူ့ကိုမျောကြည့်စေလိုတာဖြစ်တယ်ပြီးတော့မှအထူးသဖြင့်သူ့ရဲ့နှလုံးသားကအဘယ်လိုရှိသလဲဆိုတာဟာကိုနော် ကျွန်တော်တို့ကိုဖွင့်ပြခြင်းနဲ့နားလည်စေခြင်းနဲ့ပြီးတော့မှအဲ့ဒီအထဲမှာမှကျွန်တော်တို့ဤနှလုံးသားအားဖြင့်ပေါ့နော်ကျွန်တော်တို့ကိုဖွင့်ပြအလင်းပြပြီးတော့မှဥဆောင်သွားစေဥဆောင်ဥဆောင်စေခြင်းနဲ့ဒါမှမဟုတ်ဥဆောင်သွားခြင်းနဲ့ပြီးတော့မှသူ့ရဲ့အလိုတော်ကိုလည်းပဲပြည့်စုံသွားဖို့ရန်အတွက်လမ်းပြလိုတာဖြစ်ပါတယ်အရင်ကြီးဆုံးကတမန်ကျမ်းစာထဲမှာကျွန်တော်တို့သူ့ရဲ့လူတွေရဲ့နော်ဖခင်ရဲ့လူတွေရဲ့အသက်ရှင်နေထိုင်မှုသူတို့ရဲ့အသက်တာမှာ ဖြတ်တန်းခဲ့တဲ့အရာတွေအားဖြင့်ကျွန်တော်ကိုစိတ်ခွန်အားလဲပေးချင်တာအာဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲရတာဖြစ်ပါတယ်အဲ့တော့လူနှလုံးသားဟာအမြဲအသည့်ပြုပြင်နေဖို့လိုပါတယ်လူနှလုံးသားအကြောင်းကိုပြောတဲ့အခါမှာကျွန်တော်အခြေအနေနှမျိုးအနေနဲ့ကျွန်တော်မြင်ရတာဖြစ်ပါတယ်ပထမကတော့ကျွန်တော်နှလုံးသားအဟောင်းဖြစ်တယ်ဒုတိယကတော့နှလုံးသားအသည့်ဖြစ်တယ် နှုံသားဟောင်းကကျွန်တော်ဘယ်လိုတင်စားပြောရမလဲဆိုတော့ကျွန်တော်မယုံကြည်သေးသောသူနောက်မှရင်သာသနာပလို့လဲကျွန်တော်ပြောလို့ရသလိုမယုံကြည်သေးသောသူများအနေနဲ့ကတော့ကျွန်တော်အပြစ်ရဲ့သဘောမနောကြီးဆိုတဲ့အသက်ရှင်မှုပုံစံမျိုးနဲ့ပြည့်နေတဲ့နှလုံးသား तू ကတော့ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့မာကြောသွားဖို့နော်တမန်ကျမ်းစာထဲမှာဘုရားခင်ကကြောက်နဲ့တူတဲ့နော်ကြောက်နဲ့ခိုင်တိုင်းထားတဲ့နှလုံးသားအထိ ရောက်သွားเสียရှိတယ်။နောက်နှလုံးသားအခြေအနေတစ်မျိုးကတော့အတိတ်နှလုံးသားအတိတ်ဖြစ်တယ်။အတိတ်ပြုပြင်သောနှလုံးသားဖြစ်တယ်။တနည်းဖြင့်ပြောမယ်ဆိုရင်အတားနှလုံးသားလို့လည်းသမားကျမ်းစာထဲမှာတုံထားတာဖြစ်ပါတယ်။ယုံကြည်သူတွေအတ္တမှာဘုရားသခင်မြင်တွေ့လို့တဲ့နှလုံးသားပုံစံမျိုးလည်းအခြေအနေမျိုးလည်းဖြစ်တယ်။အဲ့ဒီနှလုံးသားပိုင်ရှင်ကအဲ့ဒီနှလုံးသားပိုင်ရှင်မျိုးကသူ့ရဲ့အတ္တထဲမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအမြဲတမ်းကျွန်တော်တို့ အာယူတင်ဝတ်ဆောင်နေသလိုအဲ့ဒီဘုရားသခင်ရဲ့ကောင်းကောင်းမြတ်ခြင်းကြောင့်ပဲသူ့ရဲ့ attitude သူ့ရဲ့ behavior သူ့ရဲ့အပြုအမူနဲ့သူ့ရဲ့အသက်ရှင်နေထိုင်မှုကတော့ကျွန်တော်တို့ဘုရားရဲ့ကောင်းမြတ်ခြင်းကြီးဆိုတဲ့ဘုရားရဲ့အလိုတော်ကြီးဆိုတဲ့အသက်ရှင်မှုမျိုးရှိနေတာအဲ့ဒီလိုမျိုးကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဆုံးမှာတော့ကျွန်တော်တို့တဖြည်းဖြည်းဘုရားသခင်ရဲ့အလိုတော်ကိုဆောင်တဲ့အညဉ့်ဉဏ်တိမ်မွေ့တော့သဘောနဲ့ပြည့်တဲ့အညဉ့်ဉဏ်တိမ်မွေ့တော့နှလုံးသားပိုင်ရှင်း a humble heart ပေါ့နော်ကျွန်တော်အဲ့ဒီအခြေအနေထိရောက်သွားဖို့ရန်အတွက်ဘုရားကနော်ဒီဟာကိုအတိပြုပင်မယ်ဆိုတဲ့ဂရီတော်နဲ့လှုပ်ဆောင်မှုအများကြီးလဲကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီညမှာလူနှလုံးသားဟာနော်လမ်းပြမြေပုံတော့မဟုတ်ယနေ့ခေတ်ကျွန်တော်ဖုန်းထဲမှာသုံးတဲ့အာ GPS နဲ့တူတယ်လို့အာနားလည်ရတယ်နော်အဲ့တော့ GPS ကိုကြည့်တဲ့အခါမှာကျွန်တော်ဒီ GPS ကကျွန်တော်ဖုန်းထဲမှာရှိုံနဲ့နော်ကျွန်တော်လိုတဲ့သွားချင်တဲ့ရက်ကိုသူ့အနေနဲ့သူ့အလိုလျောက်မပြဘူး GPS ကိုသုံးတဲ့အခါကိုကဘယ်ရက်ကိုသွားချင်တယ်ဘယ်လိပ်စာကိုသွားချင်တယ်သွားချင်တဲ့ရက်ကိုတိတိကျကျ comments ပေါ့တိတိကျကျကျွန်တော်တို့ကအာရိုက်ထည့်ပြီးတော့မှစေခိုင်းမှတာလင်စေညုံမှတာလင်အဲ့ဒီအရက်ကိုသူ့အနေနဲ့ပို့ဆောင်ပို့ဆောင်ပေးတာလမ်းပြပေးတာဖြစ်တယ် ူနီကောင်ပဲဘုရားသခင်ကဘာကြောင့်လူရဲ့နှလုံးသားကိုချိန်တယ်လဲလူရဲ့နှလုံးသားကိုကြည်တယ်လဲဆိုရင်ဒီနှလုံးသားဟာသူ့အလိုတော်ကိုဝန်ခံမဲ့နှလုံးသားလားသူ့ရဲ့အလိုဆန္ဒသူ့ရဲ့အလိုတော်ကိုညှင်းပယ်မဲ့နှလုံးသားလားဆိုတဲ့ဟာကိုအမြဲတမ်းချိန်ထိုးပြီးတော့မှကျွန်ကြည်နေတယ်လို့နားလဲရတာဖြစ်ပါတယ်။ဒါကြောင့်လူရဲ့အာသဘောတဘာဝမှာလည်းပဲเนาะကျွန်တော်စိတ်နှလုံးအလိုလိုက်ပြီးတော့မှအသက်ရှင်တယ်လို့ကျွန်တော်ပြောတယ် now တချို့ရီးစားနဲ့ပြက်လို့အသေးကွဲတာတွေနော် broken heart ဖြစ်တဲ့ခါမျိုးမှာလာဟာတရှင်ရတာဒိတ်ပဲမရှိတော့ဘူးဆက်ဖြင့်အဲ့ဒီအတုံးလုံးလည်းကျွန်တော်တုံးကြတယ်နော်စိတ်နှလုံးကဘယ်လောက်ထိအေးပါသလဲဆိုတဲ့အရာတွေဒီနေရာမှာဒီလိုအတုံးလုံးတွေကျွန်တော်တွေ့ရတာဖြစ်တယ်စိတ်နဲ့ကြနေတဲ့လူတယောက်ဘဝကိုအာအသက်ရှင်ရတာဘာအိပ်ပဲမှာမရှိတော့ဘူးလို့ယူဆတဲ့နော်စိတ်နှလုံးမှာကျွန်တော်တို့ယိုရင်းပျက်စီးသွားတဲ့လူတယောက်ဟာ သူ့ရဲ့စိတ်နှလုံးမကတခြားအရာတွေလည်းပျက်စီးသွားဖို့အတွက်ဒါသွားဖို့ရန်အတွက်လမ်းစတော့မရခိုင်တော့ပုံများတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီလူရဲ့နှလုံးသားဟာ GPS နဲ့တူတယ်လို့ကျွန်တော်ပြောသလိုလည်းပြောသလိုပဲကျွန်တော်ဒီစိတ်နှလုံးသားကကျွန်တော်အသက်ရှင်မှုအတွက်ဘလောက်ထိအရေးပါတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့် ဒီအချင်းရာတွေကိုလည်းတမချန်းစာထဲမှာကျွန်တော်မြောက်များဆိုအချိန်များဆိုကျွန်တော်တွေ့ရတယ်သူသဖြင့်အာဆလန်တချင်းတွေထဲမှာကျွန်တော်အများကြီးတွေ့ရတယ်စိတ်လုံးထဲမှာတူထားပါပြီစိတ်လုံးစိတ်လုံးထဲမှာတင်းထားပါပြီဆိုတဲ့စကားလုံးတွေမြောက်များစွာကျွန်တော်ထားတော်ဖျားကိုချီးမွမ်းကူကွယ်သူတွေထားတော်ဖျားကိုကူကွယ်ခြင်းဟုကိုပြုတဲ့သူတွေနှုတ်ကနေပဲဒီဟာအချိန်ချင်းကျွန်တော်အသုံးပြုတယ်ဆိုတော့ကျွန်တော်နားလည်ရတာဖြစ်ပါတယ် အဲ့ဒီချင်းရကဘာကိုဖော်ပြတယ်လဲဆိုတော့အော်ဒီငုံသားကဖျားရဲ့အလိုဆန္ဒတွေကိုကြားရဖို့လိုတယ်တင်ထားဖို့လိုတယ်တူထားဖို့လိုတယ်ဆိုတာလည်းပဲတစ်ချိန်တည်းမှာမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မလုံခြုံတော့ဘူးစိတ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့အာမလုံခြုံတဲ့ခံစားချက်တွေခံစားရတဲ့အချိန်မှာကျွန်တော်တို့ဘု து စီသွားတယ်လဲဆိုတဲ့အရာကကျွန်တော်နှလုံးသားကပဲစီမှာ ဘယ်ရက်မှာရှိတယ်ဆိုတာကိုညွှန်ပြနေတာဖြစ်ပါတယ်။ဒီမှာကျွန်တော်စာကြောင်းလေးနှစ်ခုပေးထားတယ်။ပထမကတော့မောရှိဆက်ဆိုတဲ့60ခုမြောက်သောဆာလန်ထဲကဖြစ်တယ်။မောရှိက အကျွန်ုပ်တို့ဒီပညာတရားကိုနှလုံးသွင်းမိမိအကြောင်းကိုနည်းရဲ့ကာလကိုရည်တွက်နိုင်စေခြင်းကတွင်တင်တော်မူပါ။အသက်ရှင်တဲ့အချိန်မှာဘုရားလခင်က သူ့ကိုလမ်းပြတယ်အဲ့ဒီဘုရားသခင်လမ်းပြပို့ဆောင်တဲ့ပညာတရားကိုသင်နိုင်ဖို့ရန်အတွက်တွင်တင်ပါဆိုတဲ့ဟာနောက်143ခုမြောက်သောစာလံပိုင်းရဲ့30ကယူထားတာဖြစ်တယ်ဒုတိယစာကြောင်းကဒါလည်းပဲအာကျွန်တော်တို့စာလံချင်းတွေထဲမှာတော်တော်များများစိတ်ဝင်စားတဲ့အရာလေးဖြစ်တယ်ဒီဟာကကျွန်တော်တို့အာဆောလမွန်တင်ခဲ့တဲ့ တိဆောက်ခဲ့တဲ့ဗိမ္မာန်တော်ထဲမှာနောက်ဆုံးဘုရားဝတ်ကိုပြုတ်တဲ့เนาะကျွန်တော်တို့ဒီအာဝတ်ပြုတ်တခြင်းတဘုတ်ဖြစ်တယ်လို့လည်းကျွန်တော်အများကယူဆကြတာဖြစ်ပါတယ်အဲ့ဒီမှာလဲအလိုတော်တို့လိုက်စင်မိအကြောင်းတွင်တင်တော်မူပါဘုရားသခင်ရဲ့အလိုကဘာလဲကိုရောဘုရားเนาะကျွန်တော်တို့အာကျွန်တော်ကိုလမ်းပြတယ်ဘုရားမဟုတ်ဘူးလားအခု ျွန်တော်ရဲ့အလိုတော်ကိုတွင်တင်ပါဆိုတဲ့ဟာလေးပဲကျွန်တော်ဒီနေရာမှာ တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဟာဒါမှမဟုတ်လူရဲ့နှလုံးသားဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားခင်ကသူဖန်ဆင်းထားတဲ့နှလုံးသားဟာနှလုံးသားကိုသူပိုင်တဲ့အကြောင်းသူအသုံးပြုလို့တဲ့အကြောင်းကျွန်တော်ထပ်ခါထပ်ခါကျွန်တော်သူ့ရဲ့လူတွေအားဖြင့်လို့လည်းကောင်းသူ့လူတွေရဲ့စကားအသုံးလုံးတွေအားဖြင့်လို့လည်းကောင်းအသက်တာအားဖြင့်လို့ကောင်းကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ နှလုံးသားထဲမှာတူထားတဲ့အခန်းကဏ္ဍကိုကျွန်တော်အနည်းငယ်ပြောမယ်ဆိုရင်တော့နှလုံးသားလို့ပြောတဲ့အခါမှာကျွန်တော်ဒီမှာ physically ပေါ့နော်ကျွန်တော်ရဲ့ heart အာဒီနှလုံးတွေး pump တဲ့နှလုံးပြီးတော့မှကျွန်တော်တို့ head ပေါ့နော်အုံနောက်အဲ့ဒီနှစ်ခုပေါင်းပြီးတော့မှကျွန်တော်တို့အာစိတ်နှလုံးသားအနေနဲ့ တမချန်းစာထဲမှာတုံးတုံးတယ်ဆိုတာအနေနဲ့ရှင်းပြချင်တာဖြစ်ပါတယ်။အဲ့တော့နှစ်ပိုင်းပေါ့လေစဉ်းစားတဲ့အပိုင်းရယ်ခံစားတဲ့အပိုင်းရယ်ဥပမာနားလည်အောင်ပြောရမယ်ဆိုတော့အာကျွန်တော်ဒီနားလေးဒီဒီဒီလက်တက်မှာဒီမှာအကျိတ်လေးတခုရှိတယ်ဆိုပါစို့အဲ့ဒါကိုကျွန်တော်ဆက်ဝင်သွားပြတာဆက်ဝင်သွားပြတော့ဟာဟာတွေ့ကြုံရတော့ဒီဟာတော့အာကင်ဆာဖြစ်နိုင်တယ်နော်ဒီဟာက ဲဂရုစိုက်ရင်ကောင်းမယ်လို့ဆရာဝန်ကပြောတယ်ဆိုပါစို့အဲ့တော့ဆရာဝန်ကဒီလိုဖြစ်နိုင်တယ်လို့သူ့ရဲ့အတွေးကိုပြောတယ်ကျွန်တော်ကလည်းပဲဟာဆိုပြီးတော့ကျွန်တော်ဖုန်းနောက်နဲ့အဲ့ဒီအတိကိုကျွန်တော်ကဖမ်းယူလိုက်တယ်အဲ့တော့ကင်ဆာဆိုတဲ့စကလုံးကြားတဲ့ခါမှာဟာဒုက္ခပဲဆိုပြီးတော့မှကျွန်တော်အာအရင်လိုမဟုတ်တော့ဘူးအိမ်ပြန်လန်းနေလဲခြေလန်းနေလဲလေးလာတယ်။တော့ငါတော့ကင်ဆာရောဂါရှိနေပါလားဆိုတာဆိုတော့ ဒီနှစ်ခုပေါင်းစားလိုက်တဲ့အခါမှာနော်ဆုံးဖြတ်စရာတစ်ခုရှိတယ်ဆရာဝန်ကတော့ဒီလိုပြောတယ်ကျွန်တော်ကတော့ဒီလိုခံစားတယ်အဲ့ဒီနှစ်ခုကိုကျွန်တော်နှလုံးသားကဟာဒါကယုံတင်သလားဒါကမယုံတင်ဘူးလားဆိုတာကိုနှလုံးသားကဆုံးဖြတ်တာဖြစ်တယ်။ဒါကြောင့်ဒီဟာကို ရှင်ပေါလုကယောမဩဝါစာခန်းကြီး30အငယ်30ထဲမှာနော်စိတ်နှလုံးနဲ့ယုံကြည်ရဤဆိုပြီးတော့မှဒီဓမ္မဟောင်းထဲကအာဆာလန်တခြင်းနေထဲကဖျားလူတွေရဲ့အသက်တာကိုကြည့်ပြီးတော့မှအဲ့ဒီစကလုံးကိုယောမဩဝါစာထဲမှာသူပြန်တုံးထားတာဖြစ်ပါတယ်အဲ့တော့စိတ်နှလုံးကယုံကြည်ရဤနော်စိတ်နှလုံးကတိတယ်လို့လည်းမပြောမပြောဘူးခံစားတယ်လို့လည်းပြောဒါပေမဲ့တိမှုနဲ့ခံစားမှု ပေါင်းပြီးတော့မှဟာဟုတ်တယ်ဒီယောဂါတော့ငါ့မှာတကယ်ဖြစ်နေတာပဲလို့ကျွန်တော်ယူလိုက်တဲ့အချိန်မှာဒါမှမဟုတ်ယုံကြည်လိုက်တဲ့အချိန်မှာဖြစ်သွားတဲ့အရာတနည်းပြောမှဆိုရင်အဲ့ဒါကစိတ်နှလုံးသားနဲ့ကျွန်တော်တို့ကယုံကြည်လို့ရတယ်နှလုံးသားနဲ့ကျွန်တော်ယုံကြည်လိုက်တယ်အဲ့ထဲမှာကျွန်တော်ရဲ့စဉ်းစားခြင်းနဲ့ကျွန်တော်ခံစားချက်နှစ်ခုပါသွားတာဖြစ်တယ်အဲ့ဒီလိုဆုံးဖြတ်အဲ့ဒီလိုယုံကြည်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အသက်ရှင်မှုဖြစ်လာတယ် တနေ့ပြင်ပြောဆိုအသက်တာဖြစ်လာတယ်အဲ့ဒီတိုင်းအသက်ရှင်လာတယ်เนาะငါတော့ယောဂတွေကြီးပါလားငါမှတော့ဒီမှာလက်မှာတော့ကင်ဆာယောဂနဲ့ဆိုပြီးတော့အဲ့ဒီအတွင်းနဲ့အဲ့ဒီခံစားချက်နဲ့သူအသက်ရှင်သွားတယ်တနေ့ပြင်ပြောမယ်ဆိုတော့အဲ့ဒီလမ်းမဲ့သူလိုက်တော့တယ်တနေ့ပြင်ပြောမယ်ဆိုတော့အဲ့ဒီသူယုံကြည်ရသည် သူရဲ့အသက်ရှင်မှုရဲ့အခြေမြစ်ဖြစ်သွားတော့တာဖြစ်ပါတယ်เนาะဒီလိုကျွန်တော်နှလုံးသားမှာတို့ထားတဲ့အရာကဘလောက်အရေးကြီးတယ်ဆိုတော့အနည်းငယ် ထပ်ပြီးတော့မှရှင်းပြချင်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်နှလုံးသားထဲမှာကျွန်တော်နှလုံးသားကအဲ့လောက်အရင်ကြီးတယ်။အဲ့လောက်အရင်ကြီးတဲ့နှလုံးသားကိုဘုရားသခင်ကအသုံးပြုပြီးတော့မှ သူ့ရဲ့အလိုတော်ကိုဆောင်နိုင်ဖို့ရန်အတွက်ကျွန်တော်ကိုအမြဲတမ်းနော်ဒီဟာကိုကျွန်တော်အာဖိတ်ခေါ်နေတယ်။တနည်းအားဖြင့်ပြောလို့ဆောင်နေတယ်ဆိုတော့ကျွန်တော်နားလည်ရတာဖြစ်ပါတယ်။အဲ့တော့ဘုရားကသူဖန်ဆင်းထားတဲ့နှလုံးသားမှာသူမီးဖို့ရန်အတွက်အထူးသဖြင့် တရားဟောရာထဲမှာเนาะကျွန်တော်တို့မောရှိကတဆင်ကျွန်တော်ပေးတဲ့ပြဉ္ညက်ချက်เนาะအာဆေပါအပြင်ကိုเนาะကျွန်တော်တို့အာဓမ္မတက် ပြီတော့မှာရာဇတက်ဘယင်တွေအတွက်စီဘယင်တွေလိုက်နိုင်ရမယ့်အချက်တွေနောက်ပြီတော့မှာအာဖြတ်ထုံးလို့လဲခေါ်တယ်တင်းဖြင်းစီရင်ထုံးလို့လဲခေါ်တယ်เนาะကျွန်တော်ဒီသူတို့ရဲ့ဒီအေးတေလမျိုးနဲ့ဒီလူ ူမျိုးအားလုံးကိုနော်သူတို့ရဲ့နေစတော်ကအသက်ရှင်နေထိုင်မှုမှာတရားစီရင်ဖို့ရန်အတွက်နော်ပေးထားတဲ့အရာတွေရှိတာဖြစ်တယ်အဲ့ဒီအဲမှာရှင်ဘရင်လုံမဲ့သူတွေနော်သူဂတိပေးထားတဲ့မြေရောက်တဲ့အခါမှာလူတွေကဘရင်တောင်းဆိုလာလိမ့်မယ်ဖျားသိတယ်ကြိုပြောပြီးပြီအဲ့ဒီအခါမှာဘလို့လူမျိုးကိုဘရင်အနေနဲ့တင်မြောက်ရမယ်ဆိုတဲ့အရာရဲ့ တင်မြောက်မဲ့ဘရင်တွေလိုက်နာရမယ့်အချက်တွေကိုတရားဟောရာထဲမှာကျွန်တော်တခါတဲ့နော်ခန်းကြီး16မှာတပါတယ်နော်ကျွန်တော်တို့အာမှားထားပြီးသားဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့၅ချက်ကျွန်တော်ကြည့်ရအောင်တစ်ချက်ကရှင်ဘရင်တင်မြောက်တဲ့အခါမှာတဲ့နော်မိမိရဲ့အမျိုးသားချင်းတွေကပဲဖြစ်ရမယ်တခြားတပါအမျိုးသားတွေကမဖြစ်ရဘူးဒါတစ်ချက်နှစ်ချက်ကရှင်မင်းကကို့အဖို့ မြင်းတွေများစွာမမွေးရဘူးနောက်ပြီးတော့မှအဲ့ဒီမြင်းတွေများစွာရဖို့အတွက်အဲကိုတို့ပီကိုလည်းပြန်မသွားရဘူးလို့ဒုတိယအချက်ချက်အနေနဲ့သူတို့မှားထားတာဖြစ်ပါတယ်တတိယတော့အဲ့ဒီရှင်ဘင်းသူဒီစိတ်ဖောက်ပြန်ခြင်းသူရဲ့နှလုံးသားဖောက်ပြန်ခြင်းမရှိဖို့ရန်အတွက်နော်ဖောက်ပြန်ခြင်းနဲ့ကင်းလွတ်မိအကြောင်းမရများစွာမယူရဘူးလို့နော်ကျွန်တော်တို့ အာဒီနေရာမှာတတိယအချက်အနေနဲ့ပြောထားပြီးသားဖြစ်တယ်၄ချက်ရွှေငွေကိုလည်းပဲများစွာမစီးပူရဘူးလို့ပြောတာဖြစ်တယ်ကျွန်တော်အနေနဲ့နောက်ဆုံးအချက်ကိုစိတ်ဝင်စားဆုံးဖြစ်တယ်နော်နောက်ဆုံးအချက်ကတော့နံပါတ်5ဖြစ်တယ်ဒီနေရာမှာတော့ကျွန်တော်နံပါတ်မတက်တော့ဘူးဒီနေရာမှာကျွန်တော်တို့အဲ့ဒီအေးဒီလာတွေတင်မြောက်မဲ့ရှင်ပြင်းတော့မဟုတ်အေးဒီလာကိုအုပ်ချုပ်မဲ့ရှင်ပြင်းကတဲ့နော်သူတို့ရဲ့ တားဆင်မြည်ဆက်နော်ဒီနေရာမှာလဲစိတ်ဝင်စားစရာကောင်းတယ်။ဘာကြောင့်ဘရင်ရှင်အရှင်ဘင်ကရှင်ဘင်ရဲ့တားကဘာကြောင့်သူ့ရဲ့ထီးနှံကိုဆက်ခံရတာလဲဆိုတဲ့စကားလုံးကျွန်တော်အရင်တော့ question နေနဲ့ရှိခဲ့ဘူးတယ်။ကိုကတော့ဒီမှာတားဆင်မြည်ဆက်ဆိုပြီးတော့မှဘရင်ထီးနှံလည်းပဲကျွန်တော်တားဆင်မြည်ဆက်နော်ဆက်ခံတဲ့အရာကဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်။အဲ့တော့ဘရင်လောက်တဲ့လူသူ့ရဲ့တားမြည်အဆက်ဆက်က ပါလို့အောင်မလဲဆိုရင်ထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ရတရားစကားတော့အလုံးစုံကိုသူတို့ကိုယ်တိုင်ကြင့်ဆောင်ပြီးတော့မှသူ့ရဲ့ตาမြင်းတွေကိုဆက်လိုက်ပြီးတော့မှတွင်တင်ရမယ်ပြီးတော့မှသူတို့ရဲ့ညီကိုချင်းတွေနော်ဌီနန်းလူတာတွေအာနာလူတာတွေဒါတွေမဖြစ်အောင်ပြီးတော့မှငါကဘီမျိုးกว่าငါကအင်းရှိမင်းသားဆိုပြီးတော့မှ စိတ်နှလုံးဖောက်ပြန်ခြင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်စိတ်နှလုံးယူယွင်းပြီးတော့မှမာနမထောင်ဖို့ရန်အတွက်မာနထောင်တဲ့အခါတရားလမ်းမှလွဲမှဖြစ်တဲ့အခါမှာမာနမထောင်တရားလမ်းမှလက်ရလက်ဝဲမလွဲဖို့ရန်အတွက်တွန့်တင်ရမယ်လို့မှားထားတာဖြစ်ပါတယ်။ဘယ်ကနေတွန့်တင်ရမှာလဲလို့ပြောတဲ့အခါမှာရှင်ဘီယင်ဣသီလနိုင်ငံကိုအုပ်ချုပ်မဲ့ရှင်ဘီယင်အားလုံးဘုရားသခင်အဲဒီတုန်းကနော်သူတို့ ာ Torah เนาะသူတို့ရဲ့ The Jesus Bible ပထမเนาะပြည့်နေကြတဲ့၅ကျမ်းအနေနဲ့အာအဲ့ဒါပဲရှိတယ်အဲ့ဒါကိုဘယင်လုံးမဲ့လူက သူ့လက်လက်ရင်းနဲ့ကူးပြီးတော့မှเนาะမိတူကိုဒါမှမဟုတ်အဲ့ဒါကူးထားတဲ့လက်ခံစာကိုသူ့ရဲ့ကျမ်းစာအုပ်အဖြစ်ဆောင်ထားပြီးတော့မှသူအသက်ရှင်သမျှကာလပတ်လုံးအဲ့ဒါဟာကိုနေညမပြတ်ရှင်ရှင်ဖတ်ရရမယ်ကြင့်ရမယ်ပြီးရင်သူ့ရဲ့တာ မီးတွေကိုတင်ပေးရမယ်ဆိုတဲ့ဟာကဒီနေရာမှာမာထားတာဖြစ်ပါတယ်။တနည်းဖြင့်ပြောမှရှင်ဘုရားသခင်က तू ဖန်ဆင်းထားတဲ့နှလုံးသားဟာသူ့ရဲ့အလိုတော်ကိုနေညမပြတ်ဆင်ခြင်ပြီးတော့မှအဲ့ဒီနှလုံးသားကိုဘုရားသခင်က GPS ကဲတော့တုံးပြီးတော့မှဟေးငါသားမင်းခုတော့ဒီကိုသွားပါဒါလို့ပါဘယ်ရက်ကိုသွားပါစသဖြင့်အလိုတော်ကိုဆောင်းတနည်းဖြင့်ပြောမှရှင်သူ့ရဲ့လူတွေကို လမ်းပြခြင်းနေဆိုတော့ကျွန်တော်ဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒါကိုကျွန်တော်ဤကုန်းချုပ်အနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့အာဆလမွန်မင်းကြီးအဖခမင်းတော်ရဲ့เนาะစန္ဒဘိမှန်တော်ကိုစောက်ဖွင့်ရန်အတွက်စန္ဒဘုရားသခင်ကလည်းပဲဂရုပေးတဲ့အတိုင်းဘိမှန်တော်ကဆလမွန်လက်ထက်မှာကျွန်တော် PC ခဲ့တယ် ဓမ္မရာဆိုရင်တတိယဆောင်ခန်းကြီး၈ရောက်တဲ့အခါမှာဆောလမင်းကြီးရဲ့ဒီဗိမာန်တော်အနုမောဒနာเนาะအဲ့ဒီမှာဝုပြုကိုကွယ်ခြင်းနဲ့တင်းပြီးတော့မှနှစ်ပိုင်းရှိတယ်ဝုပြုကိုကွယ်ခြင်းဘုရားသခင်ကိုဘုရားသခင်ကိုရစ်ရစ်ပူဇော်ခြင်းဒုတိယအပိုင်းကတော့ဆောလမင်းကြီးကသူ့ရဲ့လူတွေကိုအမှားစကားတော့မဟုတ်ကောင်းချီးပေးခြင်းဒုတိယနှစ်ပိုင်းဖြစ်တယ်ဒီကောင်းချီးပေးခြင်းမှာကြည့်မယ်ဆိုတော့အဲ့ဒီဗိမာန်တော်ဆက်ကတ်တဲ့နေ့အထိကတော့ ဆွမ်းလုံမင်းကြီးရဲ့နှလုံးသားမှန်နေသေးတယ်လို့ကျွန်တော်တွေ့ရတာ ဖြစ်ပါတယ်။เนาะအချိန်ရတဲ့အချိန်ရလို့ရှင်အဲ့ဒီဓမ္မရာဇတတိယဆောင်အခန်းကြီး၈တခုလုံးကိုတစ်ကနေပြတော့မှเนาะအဆုံးထိเนาะဖတ်အာအချိန်ယူပြီးတော့ဖတ်စီချင်တာဖြစ်ပါတယ်။အမတန်းမှနည်းနည်းတဲ့အရာမြောက်များစွာအဲ့ဒီနေရာမှာရှိတာဖြစ်ပါတယ်။ဆိုတော့ဒီမှာဆွမ်းလုံကဒီချိန်ကြီးတော့သူ့အနေနဲ့နှလုံးသားဖျားနဲ့နီးနေသေးတယ်။ဖျားဖျားရဲ့အလိုတော်ကိုဝန်ခံနေသေးတယ်။ အာဖះကိုနေရပြီးနေသေးတယ်ဆိုကျွန်တော်တို့တွေ့ရဖြစ်ပါတယ်။ဒါပေမဲ့ဒီခန်းကြီး7လောက်ရောက်တဲ့အခါမှာတော့ဒီမှာကျွန်တော်ရေးထားတဲ့အတိုင်းဆိုရင်ဆောလမွန်ကြီးအသက်ကြီးတော့အခါမိမများတို့ဒီစိတ်နှလုံးတော်ကို အခြားတပါတော်ဖះနောက်တော့လွဲစေတဲ့ဖြင့်စိတ်နှလုံးတော်ဒီခမဲတော်ဒါဝိအစိတ်နှလုံးကဲ့သို့မိမိဖះရခင်ထားတော့ဖះရှိတော်နဲ့အဆုံလင်ခြင်းမရှိဆိုပြီးတော့မှကျွန်တော်ဇက်သိမ်းသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့တော့ဒီဇက်သိမ်းရလဲပဲနော် စိတ်နှလုံးဖောက်ပြန်ခြင်းမရှိဖို့ရန်အတွက်မယားများစွာမယူရဘူးဆိုတဲ့အရာကိုကျွန်တော်နှလုံးသားထဲမှာတူမထားနိုင်တော့တဲ့အချိန်မှာစိတ်နှလုံးဟောက်ဖောက်ပြန်ပြီးတော့မှဒီလိုဇက်သိမ်းနေဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ဘာကြောင့်နှလုံးသားကို ကြည်တလဲဆိုရင်ကျွန်တော်နှလုံးသားဟာအမြဲတမ်းအတိပြုပြင်ဖို့ရန်အတွက်ဖန်ဆင်းထားတဲ့အရာ ဖြစ်တဲ့အခါမှာကျွန်တော်ရဲ့နှလုံးသားကိုဘုရားသခင်ကသူ အသုံးပြုခြင်းနဲ့ဆိုတော့နားလည်စေခြင်းနဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဘုရားသခင်ကဒီနှလုံးသားကိုတကယ်မပြောရင်သူဖန်ဆင်းထားတဲ့အရာကိုသူသာလင်အသုံးပြုရင်အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ဒီဟာကကိုယ်စိတ်ကြိုက်သုံးဖို့ကိုယ့်ရဲ့နှလုံးသားဟာကိုယ်စိတ်ကြိုက်သုံးဖို့မဟုတ်ဘဲနဲ့ဘုရားသခင်ကကျွန်တော်ကိုနော်လမ်းပြဖို့ရန်အတွက်သူကိုယ်တိုင်သုံးခြင်းနဲ့ဆိုတာကိုကျွန်တော်နားလည်ရတာဖြစ်ပါတယ်အဲ့တော့ 30 136ခုမြောက်သောဆာလံမှာကြည့်မယ်ဆိုရင်ကျွန်တော်နော်အာနှုတ်ကပတ်တော်ကျုံရှိရှိရှိနိုင်မီးခွက်ဖြစ်၍လို့ပြောတဲ့အခါမှာတခါလေမှာကျွန်တော်တို့နှုတ်ကပတ်တော်ဒီအလင်းတို့မီးခွက်တို့ပြောတဲ့အခါမှာကျွန်တော်အဝေးကြီးကိုတခါလေသွားကြည့်တတ်တယ်တကယ်တော့မဟုတ်ပါဘူးနော်ကျွန်တော်တို့တနည်းစာတနည်းနော်မီးခွက်ကတော့နော်ကျွန်တော်တို့အနီးအနားလောက်ပဲကျွန်တော်မြင်ရတဲ့အလင်းဖြစ်တယ်အဝေးကိုလမ်းမြင်ရတဲ့အလင်းမျိုးမဟုတ်ပဲနဲ့ တနေ့စာတနေ့ကျွန်တော်ကိုเนาะအ daily bread daily life daily guide အနေနဲ့ကျွန်တော်ဟာလမ်းပြချင်တယ်လို့ကျွန်တော်နားလဲရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကျမတို့ရဲ့နှလုံးသားကိုဘုရားသခင်ကြည်နေတာဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်သောအသားနှလုံးသားဖြစ်မလားကိုယ့်အလိုကိုလိုက်တဲ့ကြောက်နှလုံးသားဖြစ်မလဲဖြစ်မလားဆိုတာကိုကျွန်တော်နေ့တိုင်းနေရာတိုင်း အချိန်တိုင်းမှာကျွန်တော်ရွေးချယ်နေရတယ်ဆိုတာကိုကျွန်တော်ဒီသင်ခန်းစာဒီအာ Bible study အဖြစ်ကျွန်တော်နားလည်ရတာဖြစ်ပါတယ်။ကျမ်းစာသူရောက်စီတိုင်းဖျားရှင်တာ၍နည်းနည်းစွာဖွင့်ပြအလင်းပြပါစေ။အားလုံးကိုချီးကျူးတင်ပါတယ်။